အားလုံးမင်္ဂလာပါခင်ဗျာယနေ့7ရက်7လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအားဖြင့်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ချောင်းမြောင်းဒေသကစစ်သည်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ6ရက်7လ2025ရက်နေ့မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ် ချောင်းမြောက်ဒေသအနီးမှာရှိနေတဲ့အကျန်းဖတ်သောင်းရန်သူအေအေအဖွဲ့ကိုမြမတက်မတော်လုံချိုရေးတပ်ဖွဲ့ဝင်များကစီးနင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကစစ်သည်နှုတ်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီးအကျိုးအမြတ်ရလဲ့အနေအချင်း အကျန်းဖတ်သောင်းရန်သူအေအေ၅လောင်းလက်နက်မျိုးစုံ၅လက်ကြီးအင်ကြီးစံများနဲ့လက်ပြုံ မိုင်းများကို သိမ်းဆည်းရမိခဲ့ကြောင်းလေးစားစွာဖြင့် တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ရှားပိုင်ဆိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအခုတလုံးမျိုးလုံးထဲမှာကန့်လန့်ဖြစ်နေတာကတော့ကိုရီးယားရောက်ရွှေမြန်မာတွေပါကြိုတင်မဲ့လာပေးမဲ့လူကိုနှိပ်ကုပ်ဖို့တန်ရုံအနီးနားမှာနေစဉ်ဆန္ဒပြပွဲတွေလုပ်နေကြပါတယ်တဲ့အရင်ကဘလို့ပဲဆန္ဒပြပွဲတွေရန်ပုံငွေပွဲတွေပဲလှုပ်လှုပ်ကိုရီးယားကခွင့်ပြုရင်ဘာမှပြောစရာမရှိပေမဲ့ ရွေးကော်ပွဲကိုဆန္ဒပြနှောက်ရှက်တာဆိုရင်တော့ရွေးကော်ပွဲကာကွယ်ရေးဥပဒေနဲ့ညှိပါတယ်အဖွဲ့လိုက်ဆိုရင်ထောင်ဆယ်နှစ်ကနေတေတံအထိဆိုတာမသိကြဘုံပါမြန်မာတန်ယုံကိုလည်းခွေးယုံဆိုပြီးတော်တော်များများဆဲဆိုနေတာတွေ့ရတော့အဲ့ဒီလူတွေက ကိုရီးယားမှာအပြစ်နေခွင့်ရသွားကြတာလားလို့တွေးမိပါတယ်နိုင်ငံတကာရောက်နေကြတဲ့မြန်မာတွေဒီလိုတော်လန်ရေးပွဲတွေလုပ်နေတာကိုအစိုးရကလျှို့ရှုထားခဲ့တာပါ ဟိုအနောက်နိုင်ငံတွေမပြောနဲ့ဆက်ဆံရေးရှိတဲ့ဂျပန်ကိုရီးယားတိုင်းလိုနိုင်ငံတွေကိုတောင်တန်တမာရေးအရဘာမှမလုပ်ခဲ့ပါဘူးမြန်မာ passport ကင်ထားသူတွေရဲ့အတွက်အစိုးရအနေနဲ့လုံးလို့ရတာအများကြီးပါဘာမှမလုပ်ဘဲထားတာကို ရောင်းတက်လာကြတာကြာတော့မြင်မကောင်းတော့ပါဘူးဒီတိုင်းဆို ရိုးရိုးအလုတ်သွားလုတ်တဲ့လူတွေလည်းကြားညက်တော့မှမြင်ရောင်နေပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆရာထင်းဦးရေးသားတဲ့သတင်းဆောင်မလေးပဲဖြစ်ပါရယ်ခင်ဗျာနှစ်ယောက်ရှိရင်သုံးဘွယ်ကွဲမှနေသားတိုင်းတာရှိတဲ့မြန်မာတွေသိကြဖို့ပါမြန်မာရဲ့ကမ္ဘာစီးပွားဖြစ်ဒဏ်ခွေတိုက်အကြောင်းလွန်ခဲ့တဲ့ဒီဇင်ဘာလ3ရက်ကျွန်တော်ရဲ့ပို့ဟာစိတ်ဝင်စားသူအလွန်များခဲ့ပါတယ်အလားတူညီအကိုဗမာခင်မီရင်းနှီးခဲ့ကြတဲ့ရေးပေါ်ရေးပတ်အချင်းချင်းဖြစ်နိုင်မဖြစ်နိုင်အလွန်အငင်းပွားရတဲ့အကြောင်းအရာတခုဖြစ်ခဲ့ပါတယ်လွင့်တင်ပြီးမိနစ်ပိုင်းအတွင်းမှာ မေကွန်းထုတ်မှုများပလူပြန်ခဲ့ပါတယ်။ဒါပေမဲ့ရက်ကြာလာလေလေကျွန်တော်ရေးတာမမာကြောင်ခိုင်မာလာပါတယ်။မိတ်ဆွေတို့ပြောညာတဲ့ကမ္ဘာဒုတိယအကြီးဆုံးဒဏ်ငွေတိုက်ဆိုခြင်းဒီသာအတိတ်ပဲကောက်လွဲမှားကြခြင်းဖြစ်ပါတယ်။အမှန်တော့မြန်မာဟာယခုနောက်ပေါ်စွန့်အင်တင်ဖို့တဲ့ဂိုင်ယာနာနီးတူဒုတိယမြောက်နိုင်ငံဖြစ်လာနိုင်တယ်လို့ဆိုလိုရင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ဘူမိသက်တမ်းအရာရေနံနဲ့သဘာဝတန့်ွေမရှိနိုင်ဘူးလို့ပညာရှင်ဆိုသူများကခေတ်အဆက်ဆက်ကောက်ချက်ချခဲ့ကြပါတယ်။အဲ့ဒါမှန်မမှန်ဦးစန်းယူကစပြောပါလိမ့်မယ်လို့မြမဆိုရှယ်လစ်လန်းစင်ပါတီဥက္ကရာကြီးဦးနေဝင်းရဲ့ပြောကြားချက်ကိုအဲ့ဒီအချိန်ရေဒီယိုကကြားခဲ့ရပါတယ်။အဲ့ဒီနောက်မြမကန်းလွန်ပင်လယ်ပြင်မှာစီးပွားပြည့်ထွက်ယူနိုင်တဲ့သဘာဝတန့်ွေတကြီးတွေရှိပြီးဖြစ်ကြောင်းလန်းစင်ပါတီဒုတိယဥက္ကရာဦးစန်းယူကကြေညာခဲ့ပါတယ်။ ဒါပေမဲ့ဓာတ်ငွေထုတ်ယူမှုဟာအပြီးတိုင် အောင်မြင်ခြင်းမရှိဘဲထုတ်ယူနေစဉ်မီးလောင်ပျက်စီးပြီးရပ်တန့်သွားကြောင်းအဲ့ဒီအချိန်ဘဟုသတင်းစဉ်ရုပ်ရှင်သတင်းကားမှတ်တမ်းမှာကြည့်ခဲ့ရပါတယ်။မဂ္ဂဇင်းအချို့မှာ သုဒ္ဓရေးရာအတူအထွန်များရေးသားနေတဲ့ကျွန်တော်ဟာအသမွေးဝမ်းကြောင်းအလုတ်လုံရင်းရခိုင်ကမ်းလွန်ပင်လယ်ကျမ်းမြေမှာရေအောက်ရှုံမီးတောင်များရှိကြောင်းမတော်တဆသိရှိခဲ့ပါတယ်။ မြန်မာအများစုသိကြတဲ့မင်းမူးငကပွတ်တောင်ထက်အစာပေါင်းများစွာကြီးတဲ့ရွှွန်မီတောင်များဟာတန်တွဲကနေစစ်တွေကြားမှာတည်ရှိနေကြောင်းကြောက်ဖြူမျိုးမြောက်ဘက်စိုင်းချုံတိန်ရွှွန်မီတောင်များဓာတ်ပုံနဲ့တကွရေးသားခဲ့ဘူးပါတယ်အဲ့ဒါအခုလက်ရှိဒူးပေါ်နေတဲ့ရွှေနဲ့မြတ်တန်းွေလောက်ွက်မတိုင်မီဆယ်စုနှစ်ကြီးစောခဲ့ပါတယ်ကြောက်ဖြူကူမင်းစွန့်ရင်ပိုင်လိုင်းဆိုတာအိမ်မက်တောင်မမက်ကြသေးပါဘူး မြန်မာဟာလက်ရှိအိန္ဒိယတိုက်ငယ်ဒီရှိရာအိန္ဒိယကြောက်လွာခြင်းနဲ့တိဘက်တရုတ်ဒီရှိရာယူရေရှန်ကြောက်လွာချက်တို့တွန်းထိုးနေတဲ့ဒေသနဲ့ကလျက်တရှိပါတယ်။အဲ့ဒီတွန်းနိုင်မှုကြောင့်ဟိမိုနာတောင်တန်းများဖြစ်ပေါ်လာပြီးအရှိတောင်အာရှကုန်းပြည်ရဲ့အနောက်ဘက်ဇုံမှာသခိုင်းပြည့်ရွှေကျော်လို့လူဒီများတဲ့ဘာမားမိုက်ခရိုဖျူအာမြန်မာကို တောင်မြောက်ဒေါင်းလိုက်ဖြတ်သန်းနေပါတယ်။ကမ္ဘာတတိုးနှစ် ကြောက်လွာချက်ကြီးနှစ်ခုတွန်းထိုးနေရာအရှိတ်ဖြစ်တဲ့မြန်မာနိုင်ငံမှာအရှိတ်အလဲအနောက်ရုံးမတောင်တန်းကြီး၃တွေနဲ့ရှမ်းကုန်းမြင့်ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ပေါ်လာပါတယ်အဲဒါကြောင့်အင်အားဖြင့်ငလင်ကြီးများအချိန်ကြီးလှုပ်ခတ်နေပြီးတော့ဝမ်းနဲ့ဝယ်တေဆုံးပျက်စီးမှုများဖြစ်ပေါ်နေရပါတယ်။တပြိုင်နက်တည်းမှာပဲကမ္ဘာအတွင်းပိုင်းမှာဟိုက်ဒရိုကာဗွန်များရွှေနဲ့အဖိုးတန်မြေရှမ်းသတ္တုများကိုအန်ထုတ်ပေးရနေရဖြစ်ကြောင်းယနေ့ မြန်မာနိုင်ငံအနှံ့ဘယ်နေရာမှာတူတူအလွယ်တကူရွှေထွက်နေခြင်းကသက်သေပါပဲရင်းမြေသားမကရန်ဒီဥရုသဘာဝကလည်းစာပြီလွတ်ပြစ်တဲ့သစ်စေးကအပင်ထပေါက်နိုင်ပါတယ်။ gain ကျွန်တော်တို့နိုင်ငံလောက်အဖို့တန်တဲ့တိုင်းပြည်ကဘာမှာရှိနိုင်သေးလားဗျာ။ဘုံမားတို့အမွေအနှစ်ဒီမြေဒီဘုံမှာနေထိုင်ကြသူတွေသာ စီးလုံးညင်ညွတ်ကြရင်အဖို့တန်အမျိုးမှန်သူများအဖြစ်တန်းစဉ်မြေဆက် လက်ခမောင်းဖြောင်းမြောင်း ခတ်လို့ရပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်နရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဆိုင်းနေတဲ့ဘေးကအောင်မြင်နေဆိုတဲ့ဂျင်းသတင်းတွေကအာတမီနှစ်သိမ့်မှုတဲ့မပေါ်ပါဘူးဒီလိုပဲမျောလင်းချက်အမှားတွေပေးလာခဲ့ကြတာနှစ်တွေဘလောက်ကြာပြီလဲဆိုတာပြန်ချင်းယုံကြည်ကြပါလိမ့်ဒီဘော်တွေရဲ့စကားအရဆိုရင်တက်ချုပ်ကြီးပဲရုရှားကိုထွက်ပြေးရတော့မှလို့လို့ အင်တာပိုဂရုကိုတိုင်ထားလို့အာဆီယံဆွေးနွေးပွဲမှာပဲဖန်ထားတော့မှလို့လို့ဆာဆာရဲ့ကျေးဇူးတော်ကြောင့် UN တက်ကြီးပဲဝင်လာတော့မှလို့လို့အတူပီတက်တွေဝင်လာရင်တပြေမန်းနဲ့ကြိုရမယ်82နှစ်အကုန်ကြီး Favorite Fighter တွေရဲ့ဒီစာကို copy ပြစ်နဲ့အမြန်ဖြတ်မှာဆိုတဲ့စကားတွေတော့အဟုတ်ကြီးထင်ခဲ့ကြသေးတာမဟုတ်လားအိမ်မက်မက်မနေပါနဲ့အစွန်းရကျင်းပါမယ်ရွေးကော်ပွဲကဒီဇင်ဘာလ28ရက်နေ့ဆိုစပါပြီး ်လေးလပိုင်းလောက်ဆိုအစိုးရဖွဲ့နိုင်တဲ့ပါတီတွေလည်းပေါ်ပေါက်လာရော့ပေါ့လေဆိုင်းလင်းသပိတ်မကလို့ဆိုင်းလင်းသပိတ်အဖေလာလဲဒီရွက်ကောက်ပွဲကတားမရတော့ပါဘူးအန်ယူဂျီက refund လုပ်နေပြီမို့ယုံကြည်သင့်တယ်ဆိုရင်လဲဒီလင်းနေတာကာလာအတွင်းမှာအန်ယူဂျီအကောင့်ထဲပေါ်ခဲ့တဲ့ဂရီကိုတွေကိုຫນွေဦးတီငှက်ဂင်ပရောဂျက်တကီငွေရိုက်စာချုပ်ကဘာကြီးကွန်ဒိုစသဖြင့်လိန်ညာခွက်ခောက်ခဲ့တဲ့အရာတွေနဲ့ချိန်ထိုးစဉ်းစားကြည့်ပေါ်လေး တချို့လုံရက်တွေကညာလို့မှမရပဲအချိန်ကစကားပြောပါတယ်ဖန်တူလို့ခရုကိုအိုင်ပြက်ယုံမဲရှိလိမ့်မယ်ဆိုတာလက်ရှိ EU တွေကိုဥပမာပေးလိုတာပါကင်အေးမှာတပြိခံပြီး2009မှာကြောက်တော်မှာတိုက်ပွဲဆန့်ဖော်ဆောင်ပါတယ်လူလေး20မကျော်တဲ့အနေဌာန်တစ်ခုအောက်မှာ straight under အဆင့်ကဘယ်ဆင်းစကားပြောမလဲရှေ့မှာသူ့ထက်တန်းရင်းတဲ့အပွဲကရှိနေပြီးသားဆိုတော့ မူဝါဒတူရင်လက်နက်ကိုင်းအဖွဲ့ပေါင်းပြီးအစိုးရနဲ့ဆွေးနွေးကြဖို့လေအဲ့လိုလည်းမဟုတ်ပြန်ဘူးရခိုင်လက်နက်ကိုင်းအဖွဲ့အချင်းချင်းအတူတူတောင်လက်ရင်လက်သလိုတက်ဖြတ်ကြခြင်းမှာဘလို့လုံးငင်းငယ်ရေးအရွေ့တွေထဖြစ်နိုင်မှမလဲပူဆိုတာကအေးအပါဝင်ထောက်ခံသူတွေကိုတိုင်ကွန်ဖက်ဒရိတ်ဆန်ဆန်အဖရခိုင်ပြည်တွေထလှုပ်လာတာပါအင်အားတီဆောက်ဖို့ရိတ်ခါနဲ့လက်နက်ခဲရန်အတွက်မူရီစေဝါဂုံကူတာကငွေကြီးအရအစဉ်ပြေတယ်ဆိုပေမဲ့ရေရှည် ရခိုင်လူမှုအတွက်တော့အဆင်ပြေမနေပါဘူးအဓိကကတော့စစ်ပွဲပြိပကရှေးချာလာတာနဲ့အမြရခိုင်ပြည်သူတွေငတ်လာတဲ့ကိစ္စပါစစ်ပေါင်းကျဲတဲ့စီးပြိပက အတွက်လူမျိုးရေးမူဝါဒကိုအကြောင်းပြဗမာမုံဒီရေးစိတ်သက်တွေနဲ့လူသစ်စုကြံလာတော့ရခိုင်လူငယ်မှုဆိုတာရှားလာခဲ့ပါပြီဒါကဘလို့ညင်ညင်အရှိတရားပါကြီးရီလေးအစုံရှိတဲ့တပ်မတော်ကိုလက်တလုံးစစ်ပေါင်းကျဲနေလို့သာနေမြေဆုံးရှုံးနေရချိန်မှာ တစ်သလုံးတက်မတော်ကထိုးစစ်မဆနိုင်ဘူးလို့ယုံကြည်မျှော်လင့်နေကြတာလဲသူတို့ယုံကြည်ချက်ပဲပေါ့လေစတိတ်အန်တာနဲ့ရှင်ပြည်ရေချီစစ်ပွဲဗန်ဒီမှုကအလုတ်ဖြစ်မဖြစ်ဆိုတာယုံကြည်ရင်လဲစမ်းကြည့်ကြပေါ့လက်နဲ့ခဲရမ်းတဲ့ငွေကြေးရိတ်ခါဆိုတာမိမလည်းရင်အလုတ်ကနေခက်ယူနေလို့ရတဲ့ကိစ္စမှမဟုတ်ပဲအဓိကကတော့နိုင်ငံကြီးတွေရဲ့ဒီပလိုမေစီကပြည်တွင်းမှာပြည်내တွင်းလက်နက်ကိုင်အင်အားစုနဲ့စကားပြောမှလား တကယ် legitimacy ရှိတဲ့အာဏာရအစိုးရနဲ့ပြောကြမှာလားဆိုတော့အချက်ကအဓိကနိုင်ဖဲပါရရှိအတွက်ပြောတာပါဆက်မိုက်နေရင်ဒီထက်ဆုံးရှုံးနစ်နာမှုတွေပိုများပါလိမ့်မယ်တစ်ဆယ်နှစ်ကုန်နဲ့ဆက်ဆက်ပြီးတော့စစ်စစ်လေးတွေးကြည့်ရင် စိတ်ကောင်းချိန်ပြီးခွေးသားရောင်းတဲ့ကိစ္စတွေ EO တွေတော်တော်များများလုတ်ခဲ့ကြပါတယ်အထူးသဖြင့်စစ်တိုင်းနှစ်ခု ကြာပြီးမှချင်းပတ်မှာလည်းလက်နက်ကိုင်းပေါင်းစုံရော ပုံတောင်ပုံညာအစမကွေးအဆက်နေရာအစုံမော့လေးတမရုံဟာအင်အားနည်းနေပြီဆိုတဲ့ယူဆချက်နဲ့နေမြရတဲ့လောက်ယူဖို့စိတ်ပိုင်းဖြတ်ပြီးနေရာဒေသအစုံလက်နက်ကင်ပုံကံမှုတွေစခဲ့ကြတာပါရှမ်းမြောက်မှာဆိုရင်ပြည်ဦးလွေနဲ့မန်လေးတောင်တက်သိမ်းတော်မယ်ဆိုတဲ့ရှမ်းမန်စစ်စင်ရေးတွေနဲ့ညာတန်ပေးပြီးတဲ့နောက်မှာငញ្ញံရေးအကျိုးတော်ဆောင်ဂုရုတွေကနေနှစ်ဖက်ခွကစန်းနေတဲ့ KIA တောင် လေးစိတ်ရှိတဲ့ဒုတိယမြို့တော်ဗမော်ကိုမျက်နှာပြောင်တိုက်လာခဲ့တာမမြင်နိုင်ကြတော့ဘူးပလားပေါ့လေကိုကန်ဟာလာရှိုးကိုတင်ထားတယ်ရခိုင်အေအေကလေးစိတ်ရှိတဲ့တန်တွဲကိုတင်ထားခြင်းကရင်တပေါင်းစုဆိုတာကလည်းမြောက်ရီတကြောမှာအတန်တွေထွက်လာခဲ့ကြတာပဲမဟုတ်ပါလားသောကဘိုးပြောင်စုရဲ့နေဆက်ကုံတွေးဂိတ်တွေကိုလက်နက်ကင်တပေါင်းစုတွေကအသီးသီးပိတ်ထားခဲ့ခြင်းအဲ့ဒီလိုအချိန်လို့လည်းပြောလို့ရပါတယ်မြောက်ဘက်မှာကန်ပိုက်ဒီချင်းချွေရောကရားက မြို့နယ်တော်တော်များများမြောက်ရီနေဆက်ကုံတော်ရေးဇုံချင်းပြီးတမှုနယ်ရိတ်ရခိုင်မောင်းတော်တကြောလုံးမှာပဲပြောကျင်တာကဒီလိုတက်မတော်ရဲ့စစ်ပောင်းကြေတာကိုအခွင့်ကောင်းယူပြီးမြို့ရွာတွေသိမ့်ပိုက်ချိန်တုန်းကသွားတယ်တပြီးပြီးနဲ့ကုမင်းစစ်ဆက်ပွဲတက်ချုပ်ကြီးရဲ့အပြစ်ခက်ရဲစဲကြီးအတွက်ငင်းညာရေးကမ်းလန်းချက်တွေကိုတော့ဘယ်အီအိုတွေကတောက်ဖက်လုပ်ပြီးတူတူတန်တန်တုံ့ပြန်ခဲ့ကြလို့လဲလက်နက်ကင်အသီးသီးကမြို့သိမ့်တိုက်ပွဲဆိုပြီးတိုက်ပွဲတွေပေါ်ဆောင်ကြတယ် အစိုးရရဲ့လက်တံဖြစ်တဲ့တပ်မတော်အနေနဲ့အစိုးရရဲ့အုပ်ချုပ်ရေးရန်ရာတွေလက်ပတ်နိုင်ဖို့ဒေါတာဝန်အရေးသုံးပါအရကာကွယ်ဖို့တာဝန်ရှိတဲ့တပ်မတော်ဟာဒီမျိုးတွေကိုတစ်ချိန်မဟုတ်တစ်ချိန်ချင်းမှာရအောင်မဖြစ်မနေပြန်သိမ်းမှာပါဒါကတပ်မတော်ရဲ့အဓိကတာဝန်လည်းဖြစ်ပါတယ်ဖွဲ့စည်းပုံအရနှင့်အပ်ထားတဲ့ပေးထားခြင်းလည်းဖြစ်တယ်ပေါ့လေရခိုင်ပြည်နယ်ရဲ့မြို့တော်အတော်များများကစစ်စခန်းတွေနောက်ကျန်မိသားစုတွေအလူလဲဖြစ်ခဲ့ချိန်မှာ မြင့်လေကောင်ကအရသား900ကိုတောင်အလိုမပေးခဲ့ကန်းတက်လာတဲ့လူတွေကိုလည်းဓာတ်နဲ့ဝိုင်းပိုင်းစိန်ပြေနပြေဒရုန်းနဲ့စိတ်ကြိုက်တက်ခဲ့ကြတဲ့ရခိုင်အကြမ်းဖက် AA တွေကအခုကြမှာတက်မတော်ကအရသားတွေကိုအစုလိုက်ပြုံလိုက်တိုက်ခိုက်နေတယ်လို့ဆိုပါလားစစ်ပွဲရဲ့သဘောတဘာဝကအတုံးအလဲတွေနဲ့ဒီလိုပါပဲကြောက်ဖြူမိုးလေဝသားရေရာစကန်ကရုပ်တံတွေတုန်းကပျော်ခဲ့ဘူးကြတယ်မလားလူ900ကျော်တက်ခဲ့တုန်းကလည်းပျော်ခဲ့ဘူးကြတယ်မလား ူဖြစ်ချိန်တုန်းကပြောခဲ့ဘူးယင်ပေဖြစ်ချိန်ရောက်ရင်လဲခံဖို့သာပြင်ထားကြဖို့လို့လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယမ်မိုတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာအမေရိကန်အောက်လွှတ်တော်အမတ်သောမတ်မက်ဆီကနီတိုအပွဲကနေအမေရိကန်နှုတ်ထွက်ဖို့ဥပဒေကြမ်းတစ်ခုလွှတ်တော်ကိုဒီဇင်ဘာလ10ရက်နေ့ကတင်သွင်းခဲ့ပါတယ် သူတင်သွင်းတဲ့ဥပဒေကြမ်းနာမည်ကတော့နီတိုအပ်ပါတဲ့သူပြောတာနီတိုအဖွဲ့ကစီအေကာလကဖွဲ့ခဲ့တာဖြစ်ပြီးဆိုဗီယက်ယူနီယံပြိုကွဲသွားတာနှစ်30ရှိပြီတဲ့နီတိုအဖွဲ့တဲ့ဘာနေလို့အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့အခွန်ငွေဒေါ်လာထရီလီယံနဲ့ချီပြီးနှစ်စဉ်ဆုံးရှုံးနေပါတယ်အမေရိကန်ကကမ္ဘာလုံခြုံရေးစောင့်ရှောက်တဲ့သူမဖြစ်သင့်ဘူးအထူးသဖြင့်ချမ်းသာတဲ့နိုင်ငံတွေကိုကာကွယ်မပေးသင့်ဘူးတဲ့အထက်လွတ်တော်အမတ် မိုက်လီကလည်းအလားတူ နေတိုးအဖွဲ့ကအမေရိကန်ထွက်ဖို့အထက်လွှတ်တော်ကိုတင်ပါတယ်။အီလွန်မတ်ကအမေရိကန်နေတိုးအဖွဲ့တွေကထွက်ဖို့ပြောတာဒီမကဘူး။ဥရောပ EU အဖွဲ့ဖြတ်သိမ်းဖို့အထိပြောဆိုတိုက်တွန်းခဲ့မှုပါတယ်။ဒီကိစ္စအန်တွေအကောင့်တဲပေါ်လာရင်ယူကရိန်းစစ်ပြီးသွားရင်တော့ဥရောပခေါင်းပြောင်းအောင်အေးရဲတော့မှာမဟုတ်ပါဘူး။ဘယ်အချိန်ရုရှားကကိုယ်နိုင်ငံကိုလာသိမ်းမလဲဆိုပြီးတော့ပေါ့လေ။ မေရိကန်အားကိုးနဲ့ကမ္ဘာပတ်မှွေခဲ့တဲ့ဥရောပနိုင်ငံတွေမြောက်မိခဲ့ကင်မိသလိုဖြစ်နေကြပါပြီ။နေတိုးအဖွဲ့ကြောင့်ပျက်စီးခဲ့ရတဲ့နိုင်ငံတွေလူတွေများခဲ့ပါပြီ။ယူကရိန်းလည်းနေတိုးအဖွဲ့ကြောင့်ပျက်စီးသွားရတာပါ။ဥရောပနိုင်ငံတွေကအုပ်စုဖွဲ့ပြီးဂန်ကျဲတယ်ရန်လိုနေကြတာပါ။ဒါကြောင့်နေတိုးအဖွဲ့ကအမေရိကန်နှုတ်ထွက်မယ်ဆိုတော့ဥရောပဒုက္ခိတပြားတုပ်သလိုဖြစ်လာကြတာပါ။ နေတော့အပေါ်ထဲမှာအမေရိကန်ကစီအရေးအတွက်နှစ်စဉ်85ရာခိုင်နှုန်းလောက်ကိုတောင်းဝန်ယူထားရတာပါထရန့်လက်ထက်ရောက်တော့သူ့နိုင်ငံအကျွေးတွေနဲ့တရုတ်ကြီးထွားမှုကိုထိမ့်ဖို့အာယုံ စိုက်တဲ့ဘက်ကိုရောက်သွားတော့စစ်အင်အားပြန်ပြီးငွေကုန်နေတဲ့ကိစ္စကိုရက်ချင်လာပါတယ်ဒါကြောင့်ယူကရိန်းစစ်ကိုပြီးစေချင်လာတယ်ဥရောပနိုင်ငံတွေကိုယ်နိုင်ငံကိုကာကွယ်ဆိုတာမျိုးအထိထရန့်ကအလိုရှိလာတာပါ ဥရောပကရုရှားကိုအနိုင်မပေးချင်တဲ့ရဲ့ယူကရိန်းစစ်ပြီးသွားရင်စီမီမွေးခဲ့တဲ့သူတို့စီရုရှားအာယုံဆိုင်လာမာရဲကိုကြောက်ပြီးဇလင်စကီးကိုစစ်မရက်ဖို့နောက်ကနေဆက်မြောက်ပေးနေတာပါထရန်ကဇလင်စကီးကုဒီအထူပါနားမလဲသေးဘူးအခြေအနေမှန်ကိုလက်မခံသေးဘူးလို့ပြောလာပါတယ်အမေရိကန်မပါတော့ရင်ဥရောပကရုရှားအတွက်ကလေးကစားစရာလိုဖြစ်သွားပါပြီဒါကြောင့်ပူတင်ကဥရောပနိုင်ငံတွေကိုမကျူးကျော်ပါဘူးဒါပေမဲ့ ဥရောပနိုင်ငံတွေကရုရှားနဲ့စစ်ဖြစ်ချင်ရင်တော့ ready ပဲလို့လာခဲ့ပါလို့ပြောလာတာပါအခုဘိုင်ဒန်နဲ့ပေါင်းပြီးဖန်တီးခဲ့တဲ့ယူကရိန်းစစ်မှာဥရောပနေတို့အဖွဲ့ထရန့်လက်ထက်မှာမြောက်တကိုင်းလို့ဖြစ်ပြီးဘယ်ပြေးကက်ရမလဲဖြစ်လာပါတယ်ရေစရာကောင်းတာကတသလုံးကြားနေခဲ့တဲ့ဆူရင်ကိုဖင်လန်တို့ယူကရိန်းစစ်ကြောင့်ရုရှားကိုစိတ်ဆိုးပြီးနေတို့အဖွဲ့ထဲဝင်လာတာအမေရိကန်ပြန်ထွက်မယ်ဆိုရင် ရန်ပုံငွေထက်ပြီးတော့ကြောက်နေရမယ့်အခြေအနေဖြစ်သွားရတာပါအရင်အေးချမ်းနေတဲ့အဲ့ဒီနိုင်ငံကနေတို့အဖွဲ့တွေဝင်လိုက်လို့ရုရှားကိုကြောက်ရတဲ့နိုင်ငံတွေဖြစ်သွားရတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာမိတ်ဆွေများရဲ့တင်ပြယူဆချက်အသီးသီးကိုလည်းရိုင်းဆိုင်မှုမပါ လွတ်လပ်ပွင့်လင်းစွာကွန်မတ်မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်